်ဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်ခံပါတီတစ်ခုဖြစ်တဲ့ Jamaat Islamist Party ကရခိုင်ပြည်နယ်အတွင်းမှာဘင်္ဂလီလူမျိုးတွေအတွက်တီးကြားလွတ်လပ်တဲ့နယ်မြေတစ်ခုတတ်မှတ်ပေးဖို့ဆွေးနွေးတောင်းဆိုမှုကိုမြန်မာနိုင်ငံအနေနဲ့လက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ကြောင်း NASA ကက CNI သတင်းဌာနကိုပြောပါရတယ်။2025ခုနှစ် AP 29ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရှိ Hotel Westin မှာတရုတ်ကွန်မြူနီပါတီ CCP မှကိုယ်စားလှယ်တွေနဲ့ Jamaat Islamist Party ဘ ਹੁ ကော်မတီအဖွဲ့ဝင် ဒေါက်တာဆိုင်ယက်အဗ်ဒူလေးမိုဟာမက်တာဟာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ်ဘင်္ဂလီးရီအတွက်တီးခြားလွတ်လပ်တဲ့နယ်မြေတတ်မှတ်နိုင်ရေးတရုတ်ကထောက်ခံတိုက်တွန်းပေးဖို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။နာဆာကကဂျမအီအစ္စလာမစ်ပါတီဟာနိုင်ငံရေးအမျက်ထုတ်လို့မှုအတွက်တရုတ်ကွန်မြူနီပါတီနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့မှုတွေဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါတဲ့ပြောဆိုချက်ဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့လက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ပါကြောင်းပြောကြားလိုပါတယ်လို့ပြောပါတယ်။မြန်မာနိုင်ငံဟာဘင်္ဂလီးရီပြန်လည်လက်ခံရေးနဲ့ပြန်လည်ထောက်ပံ့ရေးအစီအစဉ်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးတူဝင်ကြီးနဲ့မြန်မာနိုင်ငံနိုင်ငံ င်ကြားရေးတူဝင်ကြီးတို့ဟာတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းပြည်ပခါဒီဖြစ်ပွားချိန်မှာရပ်တန့်သွားခဲ့တာဖြစ်တယ်လို့နာဆာကက CNN သတင်းဌာနကပြောပါတယ်။နာဆာကကမြန်မာနိုင်ငံအနေနဲ့ဘင်္ဂလီဒုက္ခသည်တွေကိုစည်ရင်တိုက်ဆိုင်စီစစ်ပြီးပြန်လည်လက်ခံမယ်ဆိုတဲ့အခြေခံမူဝါဒရှိပြီးဖြစ်တယ်လို့ဒုက္ခသည်တွေပြန်လည်ဝင်ရောက်နေထိုင်နိုင်မှုအတွက်လုံလောက်တဲ့အဆောက်အုံတွေကိုလည်းတရုတ်နိုင်ငံရဲ့အကူအညီနဲ့တည်ဆောက်ပြီးဖြစ်တာကိုနိုင်ငံတကာတန်တမန်တွေကလည်းရှင်းလင်းပြသပြီးဖြစ်တယ်လို့ပြောပါတယ်။လက်တလုံးမှာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြားဘင်္ဂလီဒုက္ခသည်တသိန်း၈၀၀၀ကိုပြန်လည်လက်ခံမှုသဘောတူညီထားပါတယ်။ ရခိုင်ပြည်နယ်ကိုတည်ကြားနိုင်ငံထူထောင်ပြီးဘင်္ဂလီရီအတွက်လွတ်လပ်တဲ့ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်နိုင်ရေးတရုတ်ကတိုက်တွန်းပေးဖို့တောင်းဆိုခဲ့တယ်။ ဂျမားအီအစ္စလာမစ်ပါတီဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရှိအစ္စလာမ်ဘာသာရေးအခြေခံနိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။အဲ့ဒီနိုင်ငံရေးပါတီဟာဝန်ကြီးချုပ်ရှေယာစီနာအစိုးရလက်ထက်ကတရားစွဲဆိုခံခဲ့ရပြီး2014ခုနှစ်ကစကရွေးကောက်ပွဲဝင်ခွင့်မရဘဲပိတ်ပင်ခံခဲ့ရပါတယ်။ရှေယာစီနာအစိုးရအဖွဲ့2024ခုနှစ်ဩဂတ်လကဖျောက်ချခံခဲ့ရပြီးနောက်အမေရိကန်လူလားသူမိုဟာမက်ယူနစ်ဦးဆောင်တဲ့ဂျားဖြတ်အစိုးရအဖွဲ့လက်ထက်တက်လာပြီးတဲ့နောက်ဂျမားအီအစ္စလာမစ်ပါတီကိုစွဲဆိုထားတဲ့အမှုတွေကိုရုတ်သိမ်းပေကပါတီထူထောင်ခွင့်ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ ပင်ဂလီလူမျိုးတွေရာမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းရှိဘူဒီတောင်မောင်တော်ရတိတောင်မျိုးနယ်တွေကိုစူးစီးပြီးလူမျိုးနေမည်အဖြစ်ရရှိအောင်ကြိုးပမ်းလျက်ရှိပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်အတွင်းမှာအရက်ကတက်တော်အေအေနဲ့မြန်မာတပ်မတော်ကြလကောင်ပင်ဂလီလူမျိုးအရေးလှုပ်ရှားနေတဲ့လက်နက်ကိုင်တွေဖြစ်တဲ့အာစာ ISO AI တို့နဲ့အေအေကြလကောင်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။